လောကလာစာနဲ့လုပ်ငန်းစွမ်းဆောင်ရေကအဆက်အဆက်မရှိဘူးဒါကတော့ကျွန်တော်ညီမလေးတစ်ယောက်ရဲ့တော်တော်တောကရောက်ရတဲ့ဝယုံသုံးကားနိုင်တဲ့အလောအကံရာဇဝင်ပဲဖြစ်ပါလေဖြစ်ပုံကစေဝါကရိယာအငားကုံငင်တစ်ခုမှသူမကောငွေကသူအနေနဲ့ရပောင်းလျှောက်ဆယ်အစမ်းခန့်ထားလိုက်ပါလေဒါကလည်းအရင်က သူမအနေနဲ့ငွေသိမ့်မ မကောက်နိုင်ခဲ့လို့လဲမကောက်နိုင်ခဲ့လို့တဲ့လေလာစင်သူမကိုတာဝန်ပေးထားတဲ့ငွေကောက်ခံရမယ်ငွေလက်ကျန်စွတ်စွတ်ပေါင်းကိုစောင့်ကြည့်ပြီးတော့ဒီလိုဆုံးဖြတ်တာဖြစ်ပါတယ်သူမကပတ်စံကောက်တဲ့နေရာမှာတကယ်ကိုတော်ပေမဲ့မပေါ်လွင်ဘူးဖြစ်နေတယ်ဘာဖြစ်လို့လဲဆိုရင်ဒေါ်လာ9000နဲ့အထက်ကောက်ဖို့ကြံနေသေးတဲ့စရင်တစ်ခုကို သူမရဲ့ငွေကောက်ခံတာညံ့တဲ့စစ်ချက်သူကိုတာဝန်ပေးထားတယ်။ကော်မတီအနေနဲ့ကလည်းစစ်ချက်သူငွေကောက်တာကဘလောက်သူမရတာကဘလောက်ဆိုပြီးစည်ရင်မခွဲစည်ရင်မခွဲထားပေးဖို့စစ်ချက်သူညံ့တော့သူမပါညံ့တယ်လို့ဖြစ်သွားတဲ့သဘောပေါ့။ရလတ်အနေနဲ့သူမငွေကောက်နိုင်တဲ့စည်ရင်ကမာမာရွံ့ရွံ့နဲ့တလွဲဖြစ်နေရော။ အဆုတ်သူတွေကိုပြောတဲ့အခါကျတော့ငါတို့လှုပ်ပေးနိုင်တာဘာမှမရှိဘူးစည်ရင်းတွေကိုတတ်တတ်စီခွဲကြည့်ဖို့ဆိုတာတော်တော်ခက်တာငါတို့ကအဆုတ်လိုက်ပဲ အလုံးလုံးတာလေနင်ကအဆုတ်လိုက်အလုံးလုံးတတ်သူမဟုတ်ဘူးလားဆိုပြီးသူမကိုဒီလိုပြန်ပြောလိုက်ပါတယ်သူမဟာ အလုတ်ကိုဆက်လုပ်ဖို့ဆုံးဖြတ်လိုက်ပြီးတော့ချစ်ချက်သူ ချစ်ချက်သူကိုဖော်ဖော်ရွရွနဲ့ပဲငွေလက်ကြံကောက်ဖို့ကြမ်းတာပိုကောက်ပေးမယ်လို့ပြောခဲ့ပါတယ်ချစ်ချက်သူအစမ်းခန့်ဇက်ချောက်တဲ့မရှိခဲ့သူအဲချစ်ချက်သူအစမ်းခန့်ဇက်ချောက်တဲ့မရှိခဲ့သူကတော့သူမပြောတာကိုလက်မခံခဲ့ဘူးဇက်ချောက်တယ်လည်းပြည်ပြည်ရောမြန်မာလေးကိုအလောက်ဆက်ပြီးမကန့်တော့ဘူးဒါကအတိတ်ပဲ အတိတ်ပဲရှိလားကျွန်တော်အတွက်တော့မရှိဘူးဝန်တန်းတွေကငါတို့ကထဒေဌာနမှာပတ်စံအတူတူရှားပေးနေမိရှားပေးနေပေမဲ့အချို့ကတကယ်ရှားပေးတာအချို့ကတော့မဟုတ်ဘူးဒါတကယ်ကို မမြတ်ဘူးလို့ပြောတာကိုကျွန်တော်မကြခဏကြားရပါတယ်အချို့ကသူတို့အမှန်တကယ်ဘလောက်ကောင်းကောင်းစူးစမ်းထားလဲဆိုတာပုံနေဘက်က ိုင်းတာမဲ့ထိရောက်မှုရှိတဲ့နေလန်းမရှိဘူးလို့ဝေဖန်ကြတယ်။အချို့ကလည်းမင်းဘလောက်ကောင်းအောင်စူးစားစူးစားတိတ်ဆမရှိဘူးဒါကိုမင်းရဲ့လာစာအိတ်ထဲမှာတော့မြင်ရမှာမဟုတ်ဘူးလို့ပြောကြပါတယ်။အချို့ကလည်းစစ်ချက်သူကတတ်သိမရှိဘူးအလွယ်လမ်းပဲလိုက်ပြီးတော့လူတိုင်းကို နှစ်တိုင်းလာစာအတူတူပဲတိုးပေးတယ်လို့ တတ်မှတ်ပေးကြပါသေးတယ်အလို့ရှင်တွေရဲ့ပြဿနာပုံထုတ်လို့ရလုပ်ငန်းနဲ့ဝန်ဆောင်မှုပေးနေတဲ့လုပ်ငန်းကဝန်တန်းတွေကအမြဲပြောတာရှိတယ်လောက်ကလာစားနဲ့လုပ်ငန်းစမ်းဆောင်ရနှစ်ခုကြာခိုင်မာတဲ့ဆက်ဆက်မှုစီဖို့ကအလွန်အရေးကြီးတယ်တဲ့သူတို့အလုတ်ကောင်းကောင်းစူးစမ်းထားတာကိုစီကျူးခံကျင်တယ်တင်းတော်တဲ့အကျိုးခံစား권တွေလည်း ရကျင်တယ်ဒါပေမဲ့အဖွဲ့အစည်းအများစုကလောကလစာကိုလုပ်ငန်းစွမ်းဆောင်ရည်အပေါ်မူတည်ပြီးမပေးဘူးဒါကြောင့်မလို့လုံဝန်တန်းအများစုက သူတို့ဘလောက်ပဲစူးစမ်းနေနေလောကလစာပေါ်လုံးဝအကျိုးသက်ရောက်မှု မရှိဘူးလို့တွေးနေကြပါတယ်စေတနာတစ်ခုက အဖွဲ့အစည်းဘက်ကနေလုပ်ငန်းစွမ်းဆောင်ရည်အပေါ် ငိုတည်ပြီးစိတ်ဆက်ပြီးလောကလာစာပေးမယ်ဆိုရင်တောင်းကောင်းတဲ့ဝန်တန်းနဲ့ထူးချွန်တဲ့ဝန်တန်းတွေကိုခွဲခြားဖို့တောင်းသူတို့မှာအခက်အခဲဖြစ်နေတတ်တယ်အလုတ်တော်တော်များများအတွက်တက်ဦးချင်းစွမ်းဆောင်ရည်ကိုဓမ္မတိတ်ထန်ကြကြတိုင်းတာလို့မရပါဘူးဒါကြောင့်မလို့အဖွဲ့အစည်းတွေဟာ ကြည်ကျက်သူတွေရဲ့အမြင်တက်တက်အခဲချက်ချက်ကို အားကိုးနေရပါတယ်ဒါတော့မှစစ်တပ်သူတွေအားလုံးကသင့်တော်မှန်ကန်နေတာမျိုးမဟုတ်ဘူးကြီးတော့အဖွဲ့အစည်းရဲ့ဌာနပေါင်းစုံမှာ အလုံးလုံးနေကြတဲ့စစ်တပ်သူတွေအနေနဲ့တာမန်စွမ်းဆောင်ရည်နဲ့ထူးချွန်တဲ့စွမ်းဆောင်ရည်အပေါ်အတိတ်ပဲဖွင့်ဆိုချက်တွေပွဲပြားကြတဲ့အချို့အဖွဲ့အစည်းတွေက သူတို့ရဲ့အောင်မြင်မှုနဲ့ဝန်တန်းတွေရဲ့လောကလာစာကို စိတ်ဆက်ပေးတဲ့အကျိုးအမြတ်မျှဝေအကျိုးအမြတ်ဝေမျှစားတဲ့အစီအစဉ်ကိုမိတ်ဆက်ပြီးတော့စေတနာကိုဖြည့်ဆင်းဖို့ကြိုးစားရမှာမအောင်မြင်ကြဘူးတုံလီကအကျိုးအမြတ်ရတယ်ဆိုရင်ပတ်စံအရှုတဝက်ကိုပတ်စံတရှုတဝက်ကိုဝန်တန်းတွေအားလုံးနဲ့ဝေမျှရမယ်ဒါပေမဲ့ဝန်တန်းအများစုအကျိုးအမြတ် ဝေမြတဲ့နီလန်းကိုစိတ်မဝင်စားကြဘူးသူတို့ဘက်ကကြည်ရင်စမ်းဆောင်ရင်အရွယ်အသွေးနဲ့အဖွဲ့အစည်းရဲ့အကျိုးအမြတ်ကြားစစ်မှန်တဲ့စက်စက်မှုကိုမမြင်ဘူးလေထပ်ပြီးတော့ပြောရရင် အကျိုးအမြတ်ဝေမြတယ်ဆိုတာစမ်းဆောင်ရင်မတူညီတဲ့ဝန်ထမ်းတွေကိုခွဲခြားမှုမရှိပဲဝေစုကိုညီတူမြတ်တူချန့်ဝေပေးတာမျိုးပါဒါကြောင့်မလို့ ဝန်တန်းတွေကသူတို့ရဲ့ထူးချွန်တဲ့စမ်းဆောင်ရွက်ပေါ်အတိအမှတ်ပြုမခံရဘူးလို့အဆက်မပြတ်ခံစားနေကြရတာဖြစ်ပါတယ်အဖွဲ့အစည်းအများစုကတော့လက်မြောက်အရှုံးပေးပြီးတော့အကုံလုံးကိုနှစ်တိုင်းလာစင်တိုးပေးလို့ညင်ညာပြစ်လိုက်တယ်အခြားသောအဖွဲ့တွေကစားဆောင်ရပေါ်ကြည်ပြီးတော့လာစာပေးတယ်လို့ဝန်ထမ်းတွေကိုပြောပေမဲ့လည်း ်တကယ်တော့မဟုတ်ပါဘူးဒီလိုဖြည့်ချင်းချက်တွေကတရားကိုမှမပြောရှင်စီပဲနဲ့မိဘုံကိုတုံးနဲ့ထိုးတယ်လို့သာရှင်းနေစီပါတယ်လုပ်ငန်းဆန်းဆောင်ရေးကိုလောကလာစားနဲ့စိတ်ဆက်ဖို့စူးစမ်းတဲ့အဖွဲ့အစည်းတွေကအဓိကစိန်ခေါ်မှု၃ရပ်ကိုကြုံတွေ့ရတတ်ပါတယ်နံပါတ်၁ဆန်းဆောင်ရေးကောင်းတဲ့ဝန်ထမ်းတွေကို သွေးခွဲတလိုမျိုးချစ်မာကုန်စိုးရင်ချင်းအဖွဲအစည်းတွေစိုးရင်တာအချုပ်အဖွဲအစည်းတွေစိုးရင်တာကအချုပ်ဝန်ထမ်းတွေကိုလာစာတိုးပေးပြီးအချုပ်အချုပ်ကိုမတိုးပေးဘူးဆိုရင်တော်တဲ့ဝန်ထမ်းတွေနဲ့ဝေးကွာသွားမှရယ်ပိုးဆိုးရင်သူတို့ကိုအလုတောင်ထွက်သွားနိုင်စေရှိတယ်စစ်တာရယ်ကိုစိုးရင်ကြပါတယ်နံပါတ် ထင်မြင်မှုအရာတိုင်းတာချက်အပေါ်မိခေါ်မှုလိုအပ်ခြင်းကောင်းတဲ့လုပ်ငန်းစွမ်းဆောင်ရည်နဲ့မကောင်းတဲ့စွမ်းဆောင်ရည်ကို ခွဲခြားပေးနိုင်တဲ့အသင့်ရှိပြီးသားဓမ္မတိဋ္ဌာန်ကြတဲ့တိုင်းတာချက်တွေမရှိသေးတော့ခြေချက်သူတွေရဲ့စွမ်းဆောင်ရည်အကဲချက်ချက်တွေကစေတနာအများအများကူးစက်နေအောင်မှာပါပဲဘာတွေလဲဆိုရင်အယောင်အဝါ ်ကြွမ်းမှုမှုဝန်တန်းရဲ့အမှန်တကယ်လုပ်ငန်းစွမ်းဆောင်ရည်အပေါ်အကဲကျရမယ့်အစားအကဲကျသူတွေအနေနဲ့ဝန်တန်းတွေအပေါ်ရေပူရတင်မြင်ယူဆချက်တစ်ခုတင်ဆောင်ပြီးတော့အဲ့ဒီတင်မြင်ယူဆချက်ကိုအခြေခံပြီးအကဲကျခြင်းပတ်လိုက်မှု အကဲကျချက်တွေကဝန်တန်းတွေရဲ့လျှံမျိုးအစားလူမျိုးတိုင်းရင်းမျိုးနယ်စုသို့မဟုတ် လင်းစိတ်တင်းညွမှုအပေါ်ကြည်ကြက်သူတည်းရဲ့သိရတော်၎င်းမသိရတော်၎င်းဗလိုက်မှုအပေါ်မူတည်ခြင်းတညာမှုကြည်ကြက်သူတွေကသူတို့ရဲ့ဝန်တန်းတွေအကုန်လုံးထူးချွန်ကြတယ်လို့အကဲဖြတ်ခြင်းပုဂ္ဂိုလ်ရေးရာပုဂ္ဂိုလ်ရေးဆိုင်ရာတူညီမှုဒါကကြည်ကြက်သူတွေအကဲဖြတ်တတ်မှတ်ချက်စံနှုန်းတွေကိုဘယ်လို့ အသုံးပြုလဲဆိုတဲ့ပွဲပြားဌာနချက်ကိုဆိုလိုတာပါတကယ်လို့သင်ကအကဲပြတ်ချက်ကောင်းကောင်းမပေးတဲ့ကြည်ချက်သူလက်အောက်မှာအလုံးလုံးနေရင်တင့်အနေနဲ့လောကလာစာကောင်းကောင်းဘယ်တော့မှရမှာမဟုတ်ဘူးအကဲပြတ်ချက်တွေပေါ်တတ်တတ်နာညာပေးတတ်တဲ့ကြည်ချက်သူလက်အောက်မှာအလုံးလုံးရင်တော့လာစာကောင်းကောင်း ိုးတာမြင်ရပါလိမ့်မယ်အတင်းအတင်းအကျက်တတ်မှတ်ခြင်းစေတနာများအထက်ကစေတနာတွေကိုချောင်ချားဖို့အများစုသုံးကြတဲ့မီလန်တစ်ခုကတော့စစ်ချက်သူတွေကိုသူတို့ရဲ့အကဲချက်ရမ်းမှတ်တွေကိုဖြန့်ချက်ခိုင်းဖို့ပါပဲဥပမာအားဖြင့်လက်အောက်ဝန်ထမ်း၁၀ယောက်ရှိတဲ့စစ်ချက်သူတယောက်ကအမြင့်ဆုံး အပြင်းထန်ဆုံးအကဲဖြတ်ချက်ကိုဝန်တန်းနှစ်ယောက်ကသာမပြစ်မနေပေးခွင့်ရှိတယ်လို့သတ်မှတ်လိုက်ခြင်းဖြင့်ဆိုလိုတာသတ်မှတ်လိုက်ခြင်းဖြစ်ပါတယ်ဆိုလိုတာကအစင်းတစ်ကိုကြောင်းသားနှစ်ယောက်ထက်ပိုမပေးရစွတ်တာမျိုးပေါ့စေတနာကအချို့ကြည်ကျက်သူတွေမှာစွမ်းဆောင်ရည်ကောင်းတဲ့သူနှစ်ယောက်နဲ့အထက်ရှိနေနိုင်ပြီးတော့အချို့ကြည်ကျက်သူရဲ့ လက်အောက်မှာတော့တယောက်မှ မရှိတာမျိုးဖြစ်နိုင်ပါသေးတယ်။နံပါတ်3ဓမ္မဒိဋ္ဌံကြတဲ့တိုင်းတာမှုတွေလောဖို့ခက်ခဲခြင်းစိတ်ကြသူတွေရဲ့အစစ်တမတ်ချက်အတိုင်းမဟုတ်ပဲဓမ္မဒိဋ္ဌံကြတဲ့တိုင်းတာမှုတွေကိုအတုံးပြုဖို့ကြိုးစားတဲ့အဖွဲ့အစည်းတွေအနေနဲ့အခြားပြဿနာတွေကိုကြုံတွေ့ရပါတယ်အခွင့်အရေးဗလိုက်မှုအကြောင်းအောင်မြင်မှုကို တန်းကြတဲ့နေရာမှာသူတော်ဝင်ထမ်းဆောင်ရမယ်နေရာဒေသအကျဲအဝန်းကကိုမီးကအစားဝင်တန်းတွေထက်စာရင်နေရာကျင်းတယ်ဆိုတာကိုထဲ့သွင်းစဉ်းစားပေးဖို့လိုအပ်ပြီးတော့ဒါကြောင့်မလို့အခွင့်အရေးပိုနေတယ်လို့အယောင်းဝင်တန်းတယောက်ကပြောဘူးပါတယ်တမတ်ချက်ညဉ့်ညမ်းမှုကားကုန်တွေတခုမှဝန်ဆောင်မှုကိုအတုံးပြုနေတဲ့သူတွေ ရောကျင်းဝင်ကြံတောင်းတာကိုတာဝန်ယူဆောင်ရွက်ပေးရတဲ့ဝန်ထမ်းတယောက်ကကုမ္ပဏီကလူတွေ ပမာဏများတဲ့ငွေတွေကိုကုမ္ပဏီကနေလူတွေပမာဏများတဲ့ငွေတွေကိုကြံတောင်းခံတာက သူ့အပြစ်မဟုတ်ဘူးလို့ရှင်းပြဖူးပါတယ်ဒါဟာသူထိ ंछ ုပ်လို့မရတဲ့အကြောင်းအရာတွေကြောင့်ဖြစ်တာပါဥပမာအရင်တစ်ခေါက်ကဆောင်းရာတီမှာ နင်းတနင်းတနင်းတူတက်မှုသာပုံမှန်တက်ပုတ်တဲ့ဇင်အန်တရယ်ဖြစ်စေခဲ့ပါတယ်ချုပ်တဲ့မှုလျှက်စစ်ပစ္စည်းအယောင်းဆိုင်ကဝန်တန်းတွေရဲ့စွမ်းဆောင်ရည်ကိုဝယ်ယူသုံးဆွဲသူစိတ်ကျနေမှုစမ်းစစ်တမ်းအကဲဖြတ်ချက်အပေါ်မူတည်ပြီးတွက်ချက်ပါတယ်ကြေတနာကဝယ်ယူသုံးဆွဲသူတွေကပစ္စည်းဝယ်ပြီးဆိုတာနဲ့သူတို့အင်ကို စစ်တမ်းကောက်တဲ့စာရွက်ပို့လိုက်ပါတယ်အကုံလုံးကပြည့်ပြည့်စုံစုံမပြည့်ပေးဘူးစာရွက်ကိုလည်းပြန်မပို့ပေးဘူးအယောင်းဝန်ထမ်းတွေထင်တာကဝန်ဝန်ဆောင်မှုအပေါ်စိတ်ကျဉ်းကြတဲ့ဝယ်ယူသုံးဆွဲတွေကစာရွက်ကိုဖြည့်ပေးကြလိမ့်မယ်ပေါ့သက်ဆိုင်မှုမရှိခြင်းဂျူနီယာအကြံပေးတွေရဲ့စမ်းဆောင်ရေကများသောအားဖြင့်ဖောက်တယ်တွေကိုဝန်ဆောင်မှုမပေးတဲ့ အစေအပေါ်အစေခံပါတယ်ဒါပေမဲ့သူတို့မှာအယောင်တာဝန်ဝတ္တရားတွေမရှိဘူးသူတို့လောက်ရမဲ့အလောက်ကအခြားအယောင်သမားတွေကယူလာပေးရတာအခြားသူတွေကဝန်ဆောင်ဝန်ဆောင်မှုကိုကြောင်းတာသိမကောင်းရင်သူတို့ရဲ့အလို့ချိန်ကနည်းနေလိမ့်မယ်သူတို့အနေနဲ့တတ်နိုင်သလောက်အကောင်းဆုံးမကြိုးစားတာမဟုတ်ပါဘူး တဦးချင်းဆိုင်ရာမဟုတ်ပဲအော့စုလိုက်တိုင်းတာချင်းအဖွဲ့အစည်းအများစုကတဦးချင်းဆိုင်ရာစွမ်းဆောင်ရည်ကိုအော့စုလိုက်စွမ်းဆောင်ရည်အပေါ်အစီခံပြီးဆုံးဖြတ်ကြပါတယ်ဥပမာတင်ကတင့်ဌာနမှာစံပြကျေတပွင့်ချစ်ကောင်းချစ်နိုင်ပါတယ်ဒါပေမဲ့ဌာနတစ်ခုအနေနဲ့အချိန်မမီဘူးဆိုရင်တဲ့ရတဦးချင်းဆိုင်ရာ စွမ်းဆောင်ရည်ကို အခက်ချက်ချက်မှာ ထိခိုက်နိုင်ပါလေမယိုးသားခြင်းအဖွဲအစည်းအများစုက စွမ်းဆောင်ရည်ပေါ်အခက်ချက်ဖို့အတွက်360 degree feedback နေလန်းကို အသုံးပြုကြတဲ့စစ်တပ်သူတွေတမကလက်အောက်ငယ်သားတွေကရော လက်ကင်လုံးဖို့ကင်ဘက်တွေကပါပါဝင်ပြီးစွမ်းဆောင်ရည်ပေါ်တတ်မှတ်ပေးရပါတယ်သူတို့ကိုယ်ပိုင် တကူကောင်းဆန်တဲ့အကြောင်းရင်းတွေအတွက်အဲ့ဒီအကဲပြတ်မှုတွေကတိတ်မယိုးသားကျင်ကြပါဘူးဥပမာလက်အောက်ငယ်သားတွေကသူတို့ကြည်ကြတူတွေရဲ့အပြစ်ပေးခံရမှာ ကြောက်ကြတယ်လောဖော်ကင်ဘက်တွေကလည်းရင်းနေတဲ့ဆက်ဆံရေးတွေကြိုလဲသွားမှာစိတ်ပူကြတယ်ဒါမှမဟုတ် သူတို့ကိုအလက်တလက်ပြန်အကဲပြတ်တဲ့အချိန်ကြရင် သူတို့ကိုပေးခဲ့တဲ့လုံမျိုး အမှတ်နဲသွားမှစိုးရင်ကြတဲ့ကျတနာကဝန်တန်းတွေအနေနဲ့သူတို့ရဲ့လုပ်ငန်းစွမ်းဆောင်ရည်နဲ့လောကလာစာကြားမှာဆက်ဆံမှုဆက်ဆံမှုမရှိဘူးလို့ခံစားမိရင်သူတို့ရဲ့စိတ်အားတက်ကြွမှုကကျဆင်းသွားပါလိမ့်မယ်စိတ်ပညာရှိတာနာမည်ကျော်စိတ်ပညာရှင်ဗစ်တာဘူး ေါ်ထုတ်ထားတဲ့မျောလင့်ချက်သီအိုရီအရဝန်တန်းတွေရဲ့အလောအပေါ်စူးစမ်းမှုကအချက်၃ချက်အပေါ်မူတည်နေပါတယ်ပထမတစ်ခုကစူးစမ်းမှုနဲ့စွမ်းဆောင်ရည်မျောလင့်ချက်ဖြစ်ပါတယ်ဒီမျောလင့်ချက်ကြီးမားတဲ့သူတွေကတကယ်လို့သူတို့အလုပ်စူးစမ်းရင်မြင့်မားတဲ့စွမ်းဆောင်ရည်ကိုပေးစားပေါက်ရလိမ့်မယ်လို့ယုံကြည်ကြတယ်အဲ့ဒီမျောလင့်ချက်နေတဲ့သူတွေကတကယ်လို့ သူတို့စိုးစားရင်တောင်မှမြင်မာတဲ့စွမ်းဆောင်ရည်ကိုမရနိုင်ဘူးလို့ယုံကြည်ကြတယ်။နောက်တစ်ချက်ကစွမ်းဆောင်ရည်နဲ့ရလတ်မျောလင်းချက်ဖြစ်ပါတယ်။တကယ်လို့ဝန်တန်းတွေကကောင်းကောင်းစွမ်းဆောင်ရင်သူတို့လိုချင်တဲ့ရလတ်တွေဥပမာလစာတို့ချင်းစုကြည်သို့မဟုတ်ဇာတုတို့ချင်းစတာတွေကိုရလိမ့်မယ်လို့မျှော်လင့်ချက်ဖြစ်ပါတယ် ေမျော်လင်းချက်နဲ့မြင့်မားတဲ့သူတွေက စွမ်းဆောင်ရည်မြင့်မားခြင်းနဲ့သူတို့တံမိုးထားတဲ့ဇာလက်တွေရရှိခြင်းနှစ်ခုကြားမှာ အားကောင်းတဲ့ချိတ်ဆက်မှုရှိတယ်လို့ယုံကြည်ကြတယ်။အဲ့ဒီမျော်လင်းချက်တွေနိုင်တဲ့သူတွေကအဲ့ဒါကိုမှန်တယ်လို့မယုံကြည်ကြဘူး။တတိယအချက်ကစူပေါင်းအင်အားဖြစ်ပါတယ်။ ါကရနိုင်သမျှအလားအလာရှိတဲ့ဇာလတ်တွေအပေါ်လူတွေတောင့်တနေတဲ့တန်ဖိုးကိုဆိုလိုတာဖြစ်ပါလေအရှုဝန်တန်းတွေက လာစာတူချင်းရာဒူးတူချင်းစတဲ့ဇာလတ်တစ်ခုခုအပေါ်သူများတွေထက်ပိုတန်ဖိုးထားတတ်ကြပါတယ်အထက်ပါ အချက်၃ချက်ကိုညီညာချင်းချလိုက်မယ်ဆိုရင်လုပ်ငန်းဆိုင်ရာ စိတ်အားတက်ကြွမှုဆိုတာအဲ့ဒီအချက်၃ချက်စလုံး မြောက်ပြီးပေါင်းထားတဲ့အဖြေနဲ့ညီပါလေဘာကိုဆိုလိုလဲဆိုရင်တကယ်လို့လောကလာဆောင်တဲ့လုပ်ငန်းစွမ်းဆောင်ရည်ကြားမှာစိတ်ဆက်မှုအားနည်းနေတယ်ဆိုရင်စွမ်းဆောင်ရည်နဲ့ရလက်မျောလင်းချက်ကဝန်တန်းတွေရဲ့ဆရာထက်တမှုကိုကြောကြစီမှာဖြစ်ပါတယ်ဘယ်လိုဖြည့်စင်းကြမလဲအကူညီပေးနိုင်မဲ့အကြံဉာဏ်အရှုပ်ရှိပါတယ်နံပါတ်1စွမ်းဆောင်ရည်အတွက် လောကလာစာဆိုတဲ့မူဝါဒကိုဝန်တန်းတွေရှင်းရှင်းလင်းလင်းသိအောင်လုပ်ပါသင်အနေနဲ့စွမ်းဆောင်ရည်ပေါ်လောကလာစာနဲ့မရှိဆက်ကျင်တဲ့အကြောင်းပြချက်ကောင်းတွေအများကြီးရှိပါတယ်ဥပမာအားဖြင့်ဝန်တန်းတွေအလုတာဝန်ထမ်းဆောင်တဲ့နေရာမှာတော်တာနဲ့မတော်တာပွာခြားမှုသိမရှိဘူးလုပ်ငန်းစွမ်းဆောင်ရည်မတူညီမှုကိုတိုင်းတာဖို့အရန် yan kader